်အခုမြင်နေရတဲ့ကြောင်လေးကိုအမေရိကန်နိုင်ငံအိုဟိုင်းယိုးပြည်နယ်မှာရှာတွေ့ခဲ့တာပါလူစိတ်လုံးဝမရှိတဲ့အမည်မသိလူတစုကဒီကြောင်လေးကို အခုလို ဖြစ်အောင်လုပ်ထားခဲ့တာပါကြောင်လေးရဲ့တကူလုံးမီးလောင်ရည်နဲ့ပြည့်နေနေပါတယ်ကြောင်လေးဟာလမ်းတော်ကောင်းကောင်းမရှောင်နိုင်ခဲ့ရှာပါဘူးဒီဇလန်းကအိုဟိုင်းယိုးပြည်နယ်မှာပွက်လောရိုက်သွားခဲ့ပါတယ်ဘလို့လူသားမျိုးကဒီလိုကြောင်လေးတစ်ကောင်ကိုအပူလောင်တန်ရာတွေရစီခဲ့တာလေလို့လူတိုင်းကဒေါသဖြစ်နေကြပါတယ်။ဒါပေမဲ့ဆရာဝန်တွေကလက်မလျှော့ခဲ့ပါဘူး။ ကျောင်းလေးကိုတလိမ့်ဆန်အထူးကူစေကန်းတွေမှာလားနဲ့ချီပြန်ကောင်းလာတဲ့အထိကုသပေးခဲ့ပါတယ်။ကျောင်းလေးကလည်းစိတ်တက်မှကြောပါတယ်။နောက်ဆုံးမှာကျောင်းလေးဟာအမွှေးတွေကအစပြန်ပေါက်လာပြီးတော့အကောင်းပကတိပြန်ဖြစ်လာခဲ့ပါတယ်။စစ်စရာကောင်းတဲ့အသွေးမွေးနဲ့လူလဲအယဉ်ရင်တဲ့ကျောင်းလေးကိုပိုင်ရှင်တယောက်ရှာပေးရတာကခက်ခဲတဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။ကျောင်းလေးဟာသူ့ရဲ့လက်ကျန်ဘဝကိုမိသားစုရဲ့နှွေးထွေးမှုအောက်မှာ နေထိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။ဘလို့လူတိရစ္ဆာန်မျိုးတွေကအကြောင်းလေးကိုအခုလိုမျိုးလုတ်ခဲ့တာလဲဆိုတာကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။အခုမြင်နေရတဲ့ကြောင်ကြီးရဲ့နာမည်ကတော့အသေးလေးဘီကီဖြစ်ပါတယ်။နာမည်နဲ့ကြောင်လေးကတော့အကန့်ညီမှုမရှိပါဘူး။သူကပေါင်40ကျော်အလေးချိန်ရှိပြီးတော့အဝလွန်နေတဲ့စူမိုကြောင်ကြီးဖြစ်ပါတယ်။အသေးလေးဘီကီကိုလွန်ခဲ့တဲ့လအနေငယ်လောက်ကကနေဒါနိုင်ငံကမိသားစုတစ်ခုကကောက်ယူမွေးစားခဲ့တာဖြစ်ပါတယ်။သူကလမ်းမေးကြောင်တစ်ကောင်မှာဒါပေမဲ့ဘာရီစားပြီးတော့အခုလိုအေယာမကြောင်ကြီးဖြစ်နေတယ်လေဆိုတာဘယ်သူမှမသိကြပါဘူး။ ဝင်စားထားတဲ့ပိုင်းရှင်တွေကဘီဂီကိုဝေးကြသွားအောင်ကူညီပေးခဲ့ပါတယ်။လက်ရှိသူ့ရဲ့ဝေးက35ပေါင်အထိဖြစ်နေပါပြီ။ဒါပေမဲ့အကြောင်းတော်ကအတွက်ကတော့လိုအပ်တာထက်အများကြီးပိုကြီးနေတော့မှာပဲ။ဘီဂီဟာအကောင်ကြီးတလို့အပေါက်လည်းအရင်ဆိုပါတယ်။သူကလမ်းဘေးကြောင်ဖြစ်ခဲ့ပေမဲ့လူတွေကိုအထင်မကြီးပါဘူး။သူ့ရဲ့အေယာမဝမ်းပိုက်ကြီးကိုထိမိချက်ချင်းရံပြန်တွေ့တတ်ပါတယ်။လူတယောက်အနေနဲ့တော့ဝေးချရတာအရင်ခက်ခဲနေတဲ့အချိန်ကြောင်းကောင်ကိုဝေးချပေးရတာပိုလို့တောင်ခက်ခဲပါဗျ။ ဒါကြောင့်ဗီကီရဲ့ဝိချောင်းမှုခရီးစဉ်ကိုအင်တာနက်ပေါ်မှာတဆင်ချင်းတည်တင်ထားခဲ့ပြီးတော့လူတွေရဲ့စိတ်ဝင်စားတာကိုလည်းခံခဲ့ရပါတယ်။ဗီကီဟာစုမိုအကြောင်းကြီးဖြစ်နေတယ်ဆိုပေမဲ့အသွေးအမွေးနဲ့ရုပ်ရည်ကတော့အတော်လေးတန့်ပြန့်တဲ့အကြောင်းတစ်ကောင်ဖြစ်နေပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။အခုမြင်နေရတဲ့ငားကန်တွေဟာငားတွေအတွက်တင်မကပဲကြောင်တွေအတွက်ပါဒီဇိုင်းဆွဲထားတာပါငားကန်ရဲ့အလယ်မှာလှိုင်းကောင်းလေးတစ်ခုဖောက်ထားပြီးတော့ကြောင်တွေအိတ်လို့ရအောင်လုပ်ပေးထားပါတယ် ကျောင်းပိုင်ရှင်တွေရဲ့ပြောပြချက်အရငါးကံဝယ်ပြီးတဲ့နောက်ပိုင်းကျောင်းတွေဟာအိယာပေါ်မှာတော့မအိတ်တော့ဘူးလို့သိရပါတယ်။ငါးကံတစ်ခုလုံးကိုကြည်နေနဲ့ဖန်သားနဲ့ပြုတ်လုထားတာဖြစ်ပြီးတော့အပြင်ကကြီးလိုက်ရင်ကျောင်းလေးကငါးကံနဲ့တကယ်ဝင်အိတ်နေသလားလို့ထင်ရမှာပါ။ဒီငါးကံတွေကိုထားပေးထားတာကကျောင်းလေးတွေအတွက်ကောင်းကျိုးရှိပါတယ်။ကျောင်းတွေဟာအင်းများတဲ့နေရာတွေကိုကြိုက်ပါတယ်။ငါးကံထဲမှာအခုလိုဝင်အိတ်တဲ့အခါသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးကိုအကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ ငါတွေကိုမြင်နေရတဲ့အခါသူတို့ဟာစိတ်လှုပ်ရှားပြီးတော့စိတ်ပြည့်စည်မှုကိုလည်းရှော့ချပြီးသားဖြစ်သွားပါတယ်။ပြိတ္တကြီးလို့ဆိုရင်ရောအိမ်ကကြောင်တွေအတွက်အခုလိုငါးကန်လေးတွေဝယ်ပေးတင်ကြပါသလား။ခုမှနေမှာဖြည့်ဆို့ပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။